တခိုးရှိနေသေးသေးမင်းတို့ဘုရားနိုင်ငံမဟုတ်ဘူးရှင်းလားနိုင်ငံတော်ဘာသာဘာဖြစ်တယ်ညာဖြစ်တယ်ကြွေးကြော်တယ်အဲ့ဒါပကသနာသမားတွေတကယ်အနှစ်သာရကိုနားမလည်လို့အမည်နာမနောက်ကိုလိုက်နေရမှာလားအနှစ်သာရနောက်ကိုလိုက်ရမှာလားအဲ့တော့သာသနာအမွေတကယ်ခံယူထားတာဆိုရင်ဘယ်သူပစ္စည်းမှမခိုးနဲ့ဘယ်လိုနီးနေမှမခိုးနဲ့သူများသားမယားမပြစ်မှန်းနဲ့မထိပါနဲ့မပြစ်မှန်းနဲ့ သူများမရတို့ငယ်ငယ်တုန်းကတော့တိတ်စီကန်းရှိတာကွာနောက်အခုချိန်ဒီဒါမှမဟုတ်ဘုသူမနာတို့အခု52နှစ်နော်အိမ်တော်လည်းတစ်ခါမှမကြောက်ဘူးပါဘူးနော်ကြောက်ဖို့လည်းမစဉ်းစားပါဘူးနော်တို့ကြောင်းသားဘဝတုန်းကတို့ငယ်ငယ်တုန်းကတော့တိတ်ခါရှိတယ်ဒီမိန်းကလေးကိုယ်တကယ်ချင်းတယောက်ကကြိုက်နေတယ်လို့သိရင်တော့မကြည့်တော့ဘူးကိုယ်စိတ်လည်းကြိုက်တယ်လှနေတယ်ဒါပေမဲ့အဲ့လှတာကိုငါတကယ်တကယ်ချင်းမင်းအဲ့ဒါငါလိုက်နေတာနော်လို့ပြောရင်မကြည့်တော့ဘူး မရမ်းမဖြစ်သေးဘူးဒိတ်မလို့ရသေးဘူးမစိစရသေးဘူးငါလိုက်နေတာဆိုတော့မကြည့်တော့ဘူးသူမင်္ဂလာတို့ရှင်းတယ်သဘောပါလားကြည်ရောကျင်တတ်သလားအဲ့ဒါကာယကံ၃ပါးဝစီကံမှုသားမပြောအောင်ဘယ်လိုအကြောင်းကြောင့်မှမှုသားမပြောအောင်ဂုံးမတိုက်ရဘူးနော်မိမိရဲ့ဇကားကြောင့်တပါးသောပုဂ္ဂိုလ်ညီညွတ်ချင်းချစ်ခင်ချင်းပြည့်ပြည့်ချင်း ြက်ပြားသွားစေမဲ့စကားမျိုးမပြောအောင်ရှင်းလားရုံရင်းကြမ်းတတ်တဲ့စကားမပြောအောင်တိမ်ဖြင်းပေါက်ပြက်တဲ့စကားဗုဒ္ဓဘာသာဟာတကယ်သာသနာအမွေခံဆိုရင်သိက္ခာရှိနေရမယ်ပြောတဲ့စကားကကစားအတိတ်ပဲရှိရမယ်အနှစ်သာရရှိရမယ်တန်ဖိုးရှိရမယ်တန်ဖိုးမဲ့တဲ့စကားအချီးနှီးစကားမယုံကြည်တတ်တဲ့စကားအလေအလွင့်စကားမပြောအောင် အဲ့လိုအမွေမခံသေးသရွေ့ငါတို့အမွေခံကောင်းမဖြစ်သေးဘူးလို့မှတ်တာဒါမှုသားဝါဒလေးကနောက်မနောကံအဘိဇာသူတော်ဘာပစ္စည်းကိုမတရားလိုချင်တဲ့စိတ်မရှိရဘူးတဲ့တမအာဇီဝမြတ်မြတ်တတရောင်းဝယ်ဖောက်ကားမယ်စီးပွားရှာဗျာပါရသူတော်ဘာကိုဖြစ်လို့ဖြစ်စီသူတော်ဘာစိတ်ဆင်းရဲကိုဆင်းရဲသွားမယ်အကြံမျိုးတောင်မကြံနဲ့ တို့တော့ခင်ဗျားတို့ကဘလို့နှိတ်ကွက်လိုက်ရမလဲဘလို့ဆော်လိုက်ရမလဲဘလို့တီးလိုက်ရမလဲဘလို့ပိတ်လိုက်ရမလဲဘလို့ဆိုးလိုက်ရမလဲဘုရားဘာသာနိုင်ငံကြီးတဲ့လမ်းသွားလဲဘလို့လက်ဘူနာအပိတ်ဒီနာအဆိုးဟူနာအတာဒီနာအစီဟင်ဘုရားဘာသာနိုင်ငံကြီးဟူနာတောင်ဒီနာယံဟာတခိုးနိုင်ငံရဘိုးနိုင်ငံနော်ခစ်ပြက်ကြီးတဲ့မှာလျှောက်သွားနေရဆိုတော့တကယ်ဗယံဗရာတိုင်းပြည်ဖြစ်နေတာသာသနာအမွေခံထားသလားမခံဘူးလားမခံလို့ခုခင်ဗျားတို့ပြောလိုက်တာကျောကသိပြီးသား ဒါပေမဲ့နှစ်နှစ်ကာကသိစေခြင်းတယ်မှန်ပါဗျာသူတော်ဘုရားပစ္စည်းမတရားမလိုခြင်းလိုခြင်းနဲ့စိတ်ကိုမရှိရဘူးတကယ်ဘုရားဘာသာတွေဆိုရင်ဒီနိုင်ငံချဲထိုးเสียအကြောင်းမရှိဘူးချဲတိုင်ဖြစ်လာเสียနဲ့ချဲသားဆိုတာချဲထိုးသားဆိုတာရှိเสียအကြောင်းကိုမရှိတာဘာဖြစ်လို့ဘုရားသားတော်တမိတော်ဖြစ်နေလို့သူများပစ္စည်းမတရားမလိုခြင်းဘူးသောပါလားဂျီရောဂျီနတ်သလားအဘိဇ္ဇာပြာပါရမိစ္ဆာဒိဋ္ဌိကံကံအကျိုးနဲ့ ်မိမိရဲ့ကံဉာဏ်ဝရိယကလွဲရင်တပားသောယုံကြည်ကိုးကွယ်ရာဆိုတာမရှိဘူးမလိုအပ်ဘူးဘယ်နဲ့အကူညီမှလည်းမလိုဘူးဘယ်ဝိဇ္ဇာဇောကြီးတပ်ပတိအကူညီမှလည်းမလိုဘူးဘယ်အင်းအိုင်ကလဲလက်ဖွဲ့မှလည်းမလိုဘူးအဲ့ဒါဗုဒ္ဓဘာသာခေါ်တယ်ရှင်းမလားကိုကိုကိုအကောင်းဆုံးဖြစ်အောင်တည်ဆောက်မယ်ကိုရဲ့ကာယကံဝစီကံမနောကံအစင်ကျယ်ဆုံး အမြင့်မြတ်ဆုံးဖြစ်အောင်တည်ဆောက်နေမယ်ဒါယုံကြည်ရာရှိတဲ့လူယုံကြည်တဲ့လူမှာယုံကြည်ရာလမ်းရှိတယ်ယုံကြည်မှုမရှိရင်လမ်းမရှိဘူးသဘောပါလားယုံကြည်ချက်ရှိတဲ့လူကြတော့ကိုယ့်ဘဝကိုဘယ်လိုတည်ဆောက်မှာလဲနော်ဘဝတစ်ခုကိုဘယ်လိုမြင့်မြတ်အောင်စင်ကြယ်အောင်အကျိုးရှိအောင်နေသွားမှာလဲဆိုတဲ့လမ်းစဉ်ရှိပြီးသားယုံကြည်ရမရှိတဲ့လူကလမ်းစဉ်မရှိဘူးငွေငွေငွေဆိုငွေနောက်လိုက်ယာရုယာရုယာရုဆိုယာရုနောက်လိုက်ဂုံဂုံဂုံဆိုဂုံနောက်လိုက် ဟိုဘွဲ့ရအောင်မဒီဘွဲ့ရအောင်မအဲတို့သာသနာအလုံးမဟုတ်ဘူးရှင်းလားရှင်းပါပြီဦးဇင်းတို့ကတော့ယုံကြည်ရလမ်းရှိတဲ့အတွက်သိကျင်တတ်နေတယ်ဘာဘွဲ့တော့မမမဖြစ်မနေတတ်ချင်မူဂျိုတက်လိုက်ဘုရားတရားဟောတာဘွဲ့မလို့တော့ပါလားလာဘသက်ကာယတိလောကဆိုရက်လက်လာဘပေါ်မမောမှုသက်ကာယ ထင်ပေါ်ကြောကြားမှုပေါ်မှာမက်မောမှုတိလောကဆိုတဲ့ဂုံဖုတ်တွေပေါ်မှာမက်မောမှုကိုစွတ်လွတ်ပြီးတော့ယဟန်တန်ကအဖြစ်ဘုရားသားတော်ခံယူထားတာဓာရီပါမသာသနာပြုရမယ်ဆိုအဲ့လုံငါတို့မလုပ်တော့သာသနာအလုံးနဲ့လုံးလုံးမဆိုင်တဲ့ကိစ္စလက်မခံဘူးသူမင်္ဂလာဘောပါလားကြေရောကျင်တတ်သလားကိုယုံကြည်ထားတဲ့လမ်းရှိနေတဲ့အတွက်ကိုယ်မှလမ်းရှိနေတယ်သူများပြတဲ့လမ်းလိုက်လျှောက်เสียမလို့ ဘောပေါက်လားငွေ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 ရှိမှတင့်တယ်တယ်လို့ထင်တာအဲ့ဒါငွေနောက်လိုက်နေတဲ့အယူတွေရဲ့အလုံးတိတ်ခါရှိတဲ့တင့်တယ်တဲ့ဘဝကိုတည်ဆောက်နိုင်ရမယ်သဘောပါလားထင်ပေါ်မှကြော်ကြားမှအရာဝင်တယ်လို့ထင်နေတာဟာလမ်းပြောင်းနေတဲ့လူတွေရဲ့လုံးနော်နာမည်ကြီးခြင်းနဲ့ထင်ပေါ်ခြင်းနဲ့ဘာလို့ဆိုသူ့မှာကိုယ်ပိုင်ယုံကြည်ချက်မရှိလို့ဘာမရှိလို့ ယုံကြည်ချက်ရှိတဲ့လူအတွက်ကို့မှာတိဆောက်เสียကို့အတွက်ရှောက်เสียလမ်းကအသေးချာရှိနေပြီးသားဖြစ်တဲ့အတွက်ဘယ်သူချီးမွမ်းတာကိုမှတောင်းတနေเสียမလို့ဘယ်သူကဲ့ရတာကိုမှလည်းတုံ့လုံနေเสียမလို့ကို့လမ်းနဲ့ကို့အခိုင်မာရှောက်နိုင်တယ်အဲ့ဒါဗုဒ္ဓဘာသာလို့ခေါ်တယ်ရှင်းလားရှင်းပါပါသဘောပေါက်သလားဗုဒ္ဓဘာသာရဲ့အနှစ်သာရလေးကိုလေဦးစင်ကသိစေချင်တာ ဒီအနစ်သာရကိုသိနေရတဲ့ဘဝကလည်းသိကျေနပ်เสียကောင်းတာသိငြိမ်အေးတာသဘောပါသလားစီးတဲ့ဥစ္စာတွေများနေဖို့မလိုဘူးကိုဘဝလေးငြိမ်ချမ်းဖို့ရတစ်သီလနဲ့ပြည့်စုံအောင်ဘာနဲ့ပြည့်စုံအောင်လဲနေတမာရီတမာရီဆိုတာစိတ်ရဲ့တည်ကြည်ခံစားမှုတွေဟိုမှာဒုတိယအပိုက်မှာလာထားတယ်ခန္တီပရမန်တဘောတိတ္ထခါတယ်ပါတယ် အဲတထားထားထားလိုက်ခင်ဗျားတို့လည်းမဆိုင်တဲ့စကားဆိုတော့နော်သီခံခြင်းဟာမြတ်တော်အချင်းပါလေပါလေအဲ့ဒီမှာလည်းဦးဇင်း definition ဖွင့်ထားတယ်နော်ဘယ်မှာမှဖွင့်မထားပါဘူးတချို့ကသီခံသီခံဆိုဘာသီခံဆိုကောင်းလဲခံမကောင်းလဲခံပေါ့ကွာနော်သီခံဆိုသီခံပဲပြောတာတကယ်သီခံဆိုတာလောကရန်တရားတွေကိုသီခံနိုင်ရမယ်ခုနလောကကသတ်မှတ်ထားတဲ့ဂုံတွေကလာဘသက်ကာယဒီလောကဒီလူစည်းစိမ်ဘယ်လောက်ချမ်းသာတယ်လဲဒါသူတို့ကို ဒီလူဘလောက်ထင်ပေါ်တယ်လဲဘလောက်ကြော်ကြားတယ်ဒါသူတို့ယူထားတဲ့ကိုယ်နော်တိလောကဒီလူဘာဘွဲတစိတ်တွေရထားတာလဲဘာလက်မှတ်တွေယူထားတာလဲဘယ်ကြောင်းစင်းလဲအဲ့ဒါတွေမရှိရင်အထင်သေးမယ်ပုတ်ခတ်မယ်ရှုံချမယ်ဒီတန်တွေမရှိဘူးလားရှိတယ်လာဘသက်ကာယနော်လက်လာဘပေါ်တဲ့လူကလက်လာဘမရှိတဲ့လူကိုအနိုင်ကျင့်မယ်ဟမ်သဘောပါတယ်နော် ကြီးနိုင်ငယ်ကြီးနိုင်ရဆဆိုတာဒါပဲငွေများတဲ့လူကငွေနေတဲ့လူကိုနိုင်တယ်ယာရုကြီးတဲ့လူကယာရုနိုင်တဲ့လူကိုနေနေဂုံရှိတဲ့လူကဂုံမရှိတဲ့လူကိုနိုင်တယ်ဆိုတော့လာဘသက်ကာယဒီလောကကြီးရဲ့အောက်မှာလောကရန်တရားတွေမရှိဘူးလားလောကရန်၈ပါးလောကရန်၈ပါးကြောင့်ကိုယ်တိလပြတ်သွားတယ်သူတို့ငွေရှိလို့ငွေနောက်လိုက်ရလို့တိလပြတ်သွားတယ်ဆိုရင်ဒီလူဘုရားအောင်မြင်သွားသလားကြာရှုံးသွားကြာရှုံးသွားတယ်ဒါဖြင့်အမွေရလိုက်သလား အမွေခံကောင်းဖြစ်သွားလားအမွေဖြက်စီးတဲ့လူဖြစ်သွားလားမိဘကပေးထားခဲ့တဲ့ကောင်းမွေတွေကိုဖြက်စီးဖြစ်တဲ့အမွေခံဆိုးတွေဖြစ်သွားတယ်ဘုရားဘာသာဆိုတဲ့နာမည်ပဲရလိုက်တယ်အကျင့်သိက္ခာဘာမှပါမလာခဲ့ဘူးရှင်းလားသဘောပေါက်သလား